နွေဦးမိသားစုဝင်တို့ရေအားလုံးမင်္ဂလာပါနော်ကျွန်တော်ဒီနေ့မှာတော့ဆရာဖြူတီဟာရဲ့ရေမွန်ချင်းနဲ့ဟာတာညံဆိုတဲ့စောင်းပါလေးကိုအားလုံးအတွက်ဖတ်ပြပေးခြင်းပါတယ်အားလုံးမဲ့နှတ်ထောင်ပေးကြပါဦးနော်ရေမွန်ချင်းနဲ့ဟာတာညံရေရာကကျမရေးအတွက်အထောက်အကူဖြစ်တယ်ဆိုတာတော့တော်တော်များများသိပြီးကြမယ်ထင်ပါတယ်နှလုံးအဆိုးကြွက်သားစတဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေ အလုပ်ပိုလှုပ်လာတယ်။ဥနောက်ကနေလဲအန်ဒိုဖင်ဟော်မုန်းကိုထုတ်ပေးလို့ခံစားချက်တွေအဆင်ပြေလာတယ်။စိတ်ဖြည့်ဆည်းမှုကိုရောကြစေတယ်၊သွေးလည်ပတ်မှုကိုလည်းကောင်းစေတယ်။ဒါကကာလတိုတက်ရောက်မှုတွေရည်ရှိမှဆိုလဲကိုယ့်ရဲ့ကိုယ်ခံအားကိုမြင့်တက်စေတယ်၊လာကျင်မှုတွေကိုတက်တာစေတယ်။အထူးကအကြဆုံးကတော့ဘဝကို အပြူသဘောဆောင်စွာ ဖြတ်တန်းနိုင်လာမယ်။အကောင်းမြင်တက်လာမယ်။ ဆက်ဆံရေးတွေအဆင်ပြေမယ်။အဲ့ဒီလိုပြည်တဲ့အတွက်ဘဝနဲ့ပတ်သက်လို့လည်းကျေနပ်နှစ်သက်မှုရလာမယ်။ပျော်ပျော်နေတတ်သူတွေစိတ်သိမ့်မညစ်တတ်သူတွေဒုက္ခရောက်နေချိန်တောင်ဟာတာပြောနေနိုင်သူတွေမြင်ဘူးတွေ့ဘူးကြမှာပါ။အဲ့ဒီအခါသူတို့ကြောင့်ကိုယ်မှာအတော်လေးစိတ်ချမ်းသာရအဆင်ပြေရတာကိုခံစားမိကြလိမ့်မယ်။ဟာတာညာရှင်တဲ့လူတယောက်အဖွဲလေးရှိနေရင် အမြဲတမ်းတဝဝတဟဟနဲ့ဖြစ်နေတတ်တယ်။တနည်းအားသွားလို့သူ့ပါတယ်ဆိုရင်ကိုပျော်နေကြတာအစည်းအဝေးတွေတင်နှန်းတွေမှာဆိုလဲတယောက်နဲ့တယောက်ကြားကအိဆက်မှုတွေကိုသူတို့ကအရေးဖြောပြနိုင်ကြတယ်။အခက်ခဲတွေပြဿနာတွေကြုံရရင်လဲကိုကတော့အားပေးနေစရာမလိုပဲသူတို့ဘာသာသူတို့အေးအေးဆေးဆေးကြော်ဖြတ်နိုင်ကြတယ်။ပတ်ဝန်းကျင်အတွက် အာကြီးဝင်ပြီးနေစရာမလိုဘူး။ဟုတ်ပြီ။ဒါဖြင့်ဟာတညာရှိလာအောင်ဘယ်လိုလုပ်မလဲ။ပြောင်းလဲလို့ရလား။ပြိုးထောင်လို့ရသလား။ဒီနေရာမှာလဲဗီဇလားပတ်ဝန်းကျင်လားဆိုတော့နှစ်ပိုင်းရှိတာပါပဲ။ပင်ကိုဗီဇကိုကရရမောမောနေတတ်သူရှိမယ်။ပတ်ဝန်းကျင်နဲ့လည်းဆိုင်မယ်။တချို့ဆိုရေကိုမရေတတ်တာ။ကြုံဘူးရမလားတော့မသိဘူး။ငါကိုမျက်နှာထားကိုက တင်းတင်းမာမာခက်ခက်ထန်ထန်ဘာကုန်းမှလည်းမကျေနပ်တာများတယ်သူ့ဘဝသူလည်းအားမရဘူးရေစရာတွေ့ရင်တော့သူ့စိတ်ကိုလွတ်မပေးဘူးတင်းခံနေတာမျိုးပေါ့ဘဝအခြေအနေနဲ့လည်းဆိုင်ကောင်းဆိုင်မယ်ဘာပဲဖြစ်ဖြစ်လှုပ်လို့ရနိုင်တာတချို့ကတော့နံပါတ်1ကိုယ်ကိုပျော်ရှင်စေတဲ့အရာတွေကိုအာရုံစိုက်ပါနံပါတ်2စိတ်ကိုလွတ်ပေးပါ ရေစရာတွေ့ရင်ရေးလိုက်ပါ Facebook မှာဆိုလဲဟဟပေးပြလိုက်ပါနံပါတ်3တယောက်ယောက်ကရေစရာပြောနေရင်ကိုလဲဝင်ပြောပါနံပါတ်4ကို့မှာမရှိတာတွေကို တွေးနေမဲ့အစားရှိတာတွေကိုတွေးပါကိုမလုံးနိုင်တာတွေကို တွေးနေမဲ့အစားလုံးနိုင်တာတွေကို တွေးပါနံပါတ်5လူမှုကွန်ရက်အင်တာနက်ပေါ်ကရေစရာ page တွေ လူတွေကို follow များများလုပ်ထားပါဒါမှမဟုတ်လဲဟာတာရုပ်ရှင်တွေကြည့်ပါဟာတာစာအုပ်တွေဖတ်ပါတကယ်တော့အခက်အခဲတွေကြုံလဲရင်မောနိုင်နေဆိုတာပေါ့ပေါ့တန်တန်ရော့ရော့ရဲရဲဖြတ်တမ်းမှုမဟုတ်ပါဘူးဖြစ်တယ်လို့နေဖို့လည်းမဟုတ်ပါဘူး It's not the end of the world ဒါကဘာပြတ်သွားတာမဟုတ်ပါဘူးကွာအေးစေးပေါ့ဖြည့်ရှင်းလို့ရနေသေးတယ်ဒါပြဿနာမဟုတ်ဘူး ဒီလိုစိတ်နေသဘောထားမျိုးထားနိုင်မှုဖြစ်ပါတယ်။ဒုက္ခတွေကိုအပြုသဘောဆောင်တဲ့ရှုထောင့်ကနေကြည့်တတ်ခြင်းပေါ့။မဟာတမခန္ဒီကလည်းရေးခဲ့ပူတယ်။ I have no sense of humor. I will long ago have commitment suicide. ကျုပ်မှာဟာတဉဏ်သာမရှိဘူးဆိုရင်ကိုယ့်ကိုယ်ကိုတတ်တည်သွားတာကြာလာပြီတဲ့။ဒါကြောင့်ခုလိုခက်ခဲကြက်တင်းလာတဲ့ကာလကြီးမှာဘဝကို ရင်ရင်မောမောနဲ့ရှင်သန်နေထိုင်ဖို့ဟာလဲသိအရေးကြီးပါတယ်။လေးနဲ့တဲ့နဲ့နေရာမှာလေးနဲ့ပြီးပေါ်ပါတဲ့နဲ့နေရာမှာပေါ်ပါအောင်ချိန်ဆနေထိုင်တတ်ခြင်းသည်ဘဝမှာရှိထားတဲ့စွမ်းရည်တစ်ခုပဲဖြစ်ပါတယ်။ဒေါက်တာဖြိုးတီဟာ22ရက်8လ2023ဆရာဖြိုတီဟာရဲ့ဆောင်းပါးလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြလို့တအူးတယောက်ချင်းစီကိုကျေးဇူးများရည်တင်ပါတယ်နော် ားလုံးပဲကြိုးစိုက်ကြပါနော်အားလုံးပဲကျမ်းမာပေးခြင်းကြပါစေ